အမေရိကန်ပြည်ထောင်စုကဝါရှင်တန်မှာခြေစိုက်တဲ့တောင်အာဖရိကတမ်မတ်ကြီးအားပြည်နှင်တန်ပေးခြင်းဒေါ်နယ်ထရန့်အစိုးရတက်လာပြီးနောက်ပိုင်းမှာ သမ္မတဒေါ်နယ်ထရန့်ရဲ့မူဝါဒများအားစန့်ကျင်ဝေဖန်ခြင်း လူမျိုးရေးဆိုင်ရာ သဘောထားမှတ်ချက်များထုတ်ဖော်ပြောကြားခြင်းများကြောင့်အမေရိကန်ပြည်ထောင်စုဆိုင်ရာတောင်အာဖရိကတမ်မတ်ကြီးအားပြည်နှင်တန်ပေးအပ်ခဲ့ပါတယ် မ္ဘာနိုင်ငံအသီးသီးဟာမိမိတို့ရဲ့နိုင်ငံမှပြည်ပသို့တန်တမန်များဆေလွတ်တကယ်သို့မိမိတို့ရဲ့နိုင်ငံများမှလည်းပြည်ပနိုင်ငံများရဲ့တန်တမန်များကိုလက်ခံထားရှိပါတယ်လက်ခံတဲ့နိုင်ငံနဲ့ဆေလွတ်တဲ့နိုင်ငံတန်နိုင်ငံကြားမှာရှိတဲ့ဆက်ဆံရေးတိုးတက်ကောင်းမွန်စေဖို့ ချစ်ကြည်ရင်နှီးစေဖို့နဲ့အပြန်အလှန်နားလည်မှုရှိဖို့အပြန်အလှန်လေးစားမှုရှိဖို့အတွက်အပြန်အလှန်တန်ရုံများဖွင့်လှစ်ပြီးတန်တမန်များကိုခန့်အပ်ပါတယ်။တန်တမန်တာဝန်ထမ်းဆောင်ကြတဲ့လူပုဂ္ဂိုလ်များဟာဗီယက်နာကွန်ဗင်းရှင်းပါတန်တမန်များလိုက်နာရမယ်။စီမင်းစည်းကမ်းများကို လိုက်နာရသကဲ့သို့မိမိရောက်ရှိရာနိုင်ငံရဲ့ စီကံဥပဒေများကိုလည်းလေးစားလိုက်နာကြရပါတယ်။အထူးသဖြင့်မိမိရောက်ရှိတာဝန်ထမ်းဆောင်ရာနိုင်ငံရဲ့အစိုးရနှင့်ကောင်းဆောင်များရဲ့မူဝါဒများကို ဝေဖန်ကန့်ကွက်ခြင်းစန့်ခြင်းရှုံချခြင်းအနောက်ရှက်ပေးခြင်းများမလုံဆောင်မိအောင်အထူးသတိပြုရှောင်ကြဉ်ကြရပါတယ်။အမေရိကန်နိုင်ငံဆိုင်ရာတောင်အာဖရိကသံမတ်ကြီးဖြစ်တဲ့အီဗရာဟင်ရာဆူဟာ လူမျိုးရေးဆိုင်ရာသဘောထားမှတ်ချက်များလူမျိုးရေးအစွဲနဲ့ပတ်သက်တဲ့ဝေဖန်ကန့်ကွက်မှုများနဲ့ဒေါ်နယ်ထရန့်ရဲ့မူဝါဒနဲ့လှုံ့ဆော်ချက်များကိုဝေဖန်မှုများကြောင့်ပြည်တွင်းမှနှင်ထုတ်ခံရခြင်းဖြစ်ပါတယ်။အမေရိကန်နိုင်ငံသား၏ဝန်ကြီးဌာနကတောင်အာဖရိကအသံမကြီးအိဗရာဟန်ရာဆူအာတန်တမန်အဆင့်တန်းနဲ့မသိမ့်လျော်သူ ဖြစ်သတ်မှတ်ကြောင်းကြေညာပြီးနိုင်ငံတွင်းမှ ထွက်ခွာရန်အတိပေးအကြောင်းကြားခဲ့ခြင်းဖြစ်ပါတယ်။အဆိုပါအကြောင်းကြားချက်အပေါ်တောင်အာဖရိကသမရစီရီရာမာဖူဇာကစိတ်မကောင်းဖြစ်ရကြောင်းနှင့်နှစ်နိုင်ငံဆက်ဆံရေးတိုးတက်အောင်ဆက်လက်ဆောင်သွားမည်ဖြစ်ကြောင်းထုတ်ဖော်ပြောကြားခဲ့ပါတယ်။တန်တမန်အစင်တန်းအစင်စင်ကိုယာဒူးရယူထားပြီးတာဝန်ထမ်းဆောင်နေကြတဲ့တန်တမန်လောကသားများအနေဖြင့်မိမိတို့ရောက်ရှိ တာဝန်ထမ်းဆောင်ရနိုင်ငံရဲ့စီမင်းစည်းကမ်းများကို လေးစားလိုက်နာရန်လိုအပ်ပြီးမြေသည့်အာဏာရအစိုးရအဖွဲ့ကိုမဆိုးကြည်ကြည်ရင်းနှီးစွာ လေးစားစွာဆက်ဆံသင့်ပါကြောင်းတင်ဆက်အပ်ပါတယ်။